ခဏချိန်မြောက်ခဏပေါ့နော်ဒါမေတ္တာလက်ဆောင်နေနဲ့ဒါချပြတဲ့ခဏပေါ့အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနေပတဲ့နေပတဲ့နေပတဲ့လို့တတ်တာနော်နေပတဲ့နေပတဲ့ဒီလို့တက်ပြီးတော့သူ့ရှိမှကျွန်တော်တို့ ပဲเนาะအားလုံးကျွန်တော်ရဲ့မိစီတငယ်ချင်းများအားလုံးသူရှိမှကျွန်တော်တို့တက်ခါတက်ခါတက်ခါလို့ထည့်ထားတယ်ပေါ့နော်အဲ့လိုတက်ခါတက်ခါလို့ထည့်ပြီးတော့ဒီနှစ်ပရိတ်ကြောင့်မလို့နော်တခြားကြည့်နော် ဒီတစ်ခါကိုထည့်ထားတာလဲကျွန်တော်တို့ဒီဆောင်းသုံးလုံးပေါင်းသုံးလို့ထည့်ထားတယ်ဗောဒီမလာလို့ပဲတစ်ခါလို့ထည့်ပြီးတော့ဒီဆောင်းသုံးလုံးပေါင်းကိုသုံးလို့ထည့်ထားတယ်ဗောဒီတစ်ခါလည်းအဲ့လိုပဲဒီဆောင်းသုံးလုံးပေါင်းကိုသုံးလို့ထည့်ထားတယ်ဗောနော် ဇောင်းသုံးလုံးပေါင်း3တက်ခါနှစ်ပြိတ်နော်ဇောင်းသုံးလုံးပေါင်း3တက်ခါနှစ်ပြိတ်ဇောင်းသုံးလုံးပေါင်း3တက်ခါနှစ်ပြိတ်နော်ဒီနှစ်ပြိတ်တွေတက်ထားတာလဲသူကဒီကနေ့တက်ထားတာဗျနော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးတခြားကြည့်ပါနော်ဒီသုံးလုံးနှစ်ကြောင်းမလို့နော်တစ်ချိန်နှစ်ချိန်သုံးချိန်မှာနှစ်ပြိတ်လို့ရိုက်ထားတာဒီသုံးလုံးနှစ်ကြောင်းမလို့တစ်ချိန်နှစ်ချိန်သုံးချိန်မှာနှစ်ပြိတ်လို့ရိုက်ထားတာ ဒီသုံးလုံးနှစ်ကြောင်းမလို့เนาะတစ်ချိန်နှစ်ချိန်သုံးချိန်မှနှစ်ပိတ်လို့ရိုက်ထားတယ်เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးအဲ့လိုနှစ်ပိတ်လို့ရိုက်ပြီးတော့သူကနှစ်ပိတ်လို့ရိုက်ထားတဲ့ကြောင်းကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်မှနှစ်ပိတ်လို့ရိုက်တယ်ဒီနှစ်ပိတ်ကဒီရှည်တွေနှစ်ကနောက်တွဲနှစ်လို့ပြန်ရိုက်ထားတယ်ဒီမှာလည်းအဲ့လိုပဲဒီဆောင်းသုံးလုံးပေါင်း၃ တစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီရှည်တွဲငါနော်နောက်တွဲငါလို့ရိုက်ထားတယ်ဒီမှာလည်းအဲ့လိုပဲဒီဆောင်းသုံးလုံးပေါင်းနှစ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာနှစ်ပြိတ်နှစ်ပြိတ်ကိုဒီရှည်ပေါင်း9ဝပဲနောက်ပေါင်း9လို့ပြန်ထည့်ထားတယ်နော်သူအဲ့လိုထည့်ထားတယ်ပေါ့အဲ့လိုထည့်ထားပြီးတော့သူကနော်ဒီတစ်ခါ တက္ခာကိုသူ့ရထက်ကနေဒီတက္ခာရထက်ကနေယူလိုက်ပါနော်ဒီတက္ခာတက္ခာကိုသူ့ရထက်ကနေနော်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကဒီနှစ်ပဋိတ်ကိုနော်သုံးချိန်မြောက်ကနော်ဒီတက္ခာနေယူလိုက်နော်သူ့ရထက်ကတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကဒီတက္ခာနော်ကနာလေးနော်ကနာလေး ဒီတခါဒီတခါကြောင့်မလို့တစ်ကြိမ်ဟောတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ကလေးတခွန်လေးတခွန်ကဒီနှလုံးတက်တယ်နော်ဒီနှလုံးတက်ပြီးတော့နော်ဒီခွန်ကနော်ဒီခွန်ကရှေးပေါင်း9လို့ထည့်တယ်နော်ဒီခွန်ကရှေးပေါင်း9လို့ထည့်ပြီးတော့ဒီနှလုံးတက်ကြောင့်မလို့နော်အိုက်တက်ကဒီတခါကြောင့်မလို့ပေါ့နော်ဒီနှလုံးတက်ကနော် ဒီနှလုံးတစ်လို့ထည့်တယ်ထည့်ပြီးတော့ဒီခွာငါးရှီပေါင်းငါးလို့ထည့်တယ်ပြီးတော့သူကဘလို့လောက်လဲဆိုတော့ကျွန်တော်တို့ဒီနောက်ပေါင်း၈နဲ့ဒီနောက်ပေါင်း၈နဲ့เนาะဒီတစ်ရဲ့ပါဝါကို6လို့ထည့်ပြီးတော့တစ်လေးခွန်ဒဲထွက်ထားတာပါဒီစာကြီးเนาะကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီခုနှစ်ကြိမ်စာပေါ့နော်ဒီဒီကြိမ်စာရင်ယူရင်တော့1000ပြနော်တနစ်စာရှာဖွေမှုကြိုက်နှစ်သက်လို့နော်လက်တွဲကျင်လို့ဆိုတနစ်စာဆိုလို့ရှိရင်3000ပြရွှေစေသား 3998894လေးပါဒီဖုန်းနံပါတ်မှာ Viber ရှိပါတယ်ဗျနော်ဒီဖုန်းနံပါတ်မှာ Viber ရှိပါတယ်နော် Viber လည်းဒီဖုန်းနံပါတ်ပါအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး Viber နဲ့ဆက်သွယ်လို့ရပါတယ်အဲ့ဒီမှာဒီမှာလည်း तू ကလောက်ထားတယ်ဒီတစ်ခါနော်ဒီတစ်ခါဟောဒီတစ်ခါ နော်ဒီတစ်ခါနော်ဒီတစ်ခါကိုလည်းအဲ့လိုပဲသူ့ရဲ့ထက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီနှလုံးတက်လို့ထဲ့တယ်နော်ဒီတစ်ခါကြောင့်မို့ဒီနှလုံးတက်လို့ထဲ့တယ်အဲ့လိုတက်လို့ထဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီခွာကိုရှေးပေါင်းကိုလို့ထဲ့တယ်နော်ရှေးပေါင်းကိုလို့ထဲ့တယ်ဒီနှလုံးတက်ကြောင့်မို့ဒီကနောက်တွဲနဲ့ဒီကနောက်တွဲနဲ့ကို तू ကတက်ရဒီနှလုံးတက်တက်ရပါဝါဒီကနန်းလေးလုံးပေါ့နော်ဒီနောက်တွဲနဲ့ဒီနောက်တွဲနဲ့6လို့ထဲ့ပြီးတော့ကိုတုံညာ3တက်ထွက်ထားတာပေါ့ ဒီမှာလည်းအဲ့လိုပဲဒီတစ်ခါနော်ဒီတစ်ခါကိုသူကသူ့ရထက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှဒီနှလုံးတစ်နော်ဒီနှလုံးတစ်တယ်ပြီးတော့သူ့ရထက်ကနော်ခွတ်နှစ်ရှေပေါင်းနှစ်လို့ထည့်တယ်နော်တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီတစ်ခါတစ်ခါကြောင့်မလို့သူ့ရထက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှဒီတစ်ခါကြောင့်မလို့ဒီနှလုံးတစ်တယ်တစ်လို့ပေးပြီးတော့သူ့ရထက်ကခွတ်နှစ်ခွတ်နှစ်ကရှေပေါင်းနှစ်လို့ထည့်ပြီးတော့နော်ဒီက နောက်ပေါင်း9နဲ့နောက်ပေါင်း9နဲ့ဒီနှလုံး11ရပါวะဒီကနန်းနောက်တွဲနှစ်ခုပေါင်းကို तू က6လို့ထည့်ပြီးတော့481ဒဲ့ဆိုပြီး तू ထွက်ထားတယ်ပေါ့နော်အဲ့ဒီမှာ तू ကအဲ့လိုပိတ်တယ်ပြီးတော့ဒီတစ်ခါဒီနှလုံး11ရပါวะဒီနောက်တွဲနှစ်ခုပေါင်းကို तू က6လို့ထည့်ပြီးတော့6ထိတ်လို့ထည့်ထားတယ်6ထိတ်လို့ထည့်ထားတယ် ဒီမှာလည်းအဲ့လိုပဲဒီတစ်ခါဒီနှလုံးတစ်နော်တစ်တစ်ရပါဝါဒီနှလုံး6နော်ဒီနှလုံး6လို့ထည့်ပြီးတော့ तू က6ထိတ်လို့ဩဒီအောက်တစ်ချက်နေခဲ့ဒီတစ်ခါဒီနှလုံးတစ်နော်ဒီနှလုံးတစ်လို့ပြီးဒီနှလုံး6ဒီနှလုံး6လို့ပြီးတာနဲ့နော် तू က6ထိတ်လို့ထည့်ခဲ့တယ်ဒါပြီးခဲ့တဲ့ဘက်ကဒါကျွန်တော်684ထုတ်တဲ့ site ပါနော်အားလုံးကျွန်တော်ရမေးစီတငယ်ချင်းများအားလုံးဒီမှာလည်းအဲ့လိုပဲ ဒီတက်ခဒီနှလုံးတက်ဒီနှလုံးတက်ပြီးတော့သူကဒီနှလုံးဒီနောက်တွဲနှစ်ခုပေါင်း6လို့ထည့်တာနဲ့6ထိတ်လို့ထည့်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်ဒီတက်ခဒီနှလုံးတက်လို့ထည့်တယ်ဒီနောက်တွဲနှစ်ခုပေါင်း6လို့ထည့်တာနဲ့6ထိတ်လို့ထည့်တယ်အဲ့ဒီမှာသူကထူးထူးဆန်းဆန်းနဲ့လှုပ်ထတာကသူကဘလူးစီနီယံထည့်ထားလဲဆိုတော့နော်ဒီခွားငါရှေးပေါင်း9လို့ထည့်တဲ့နေရာမှာသူကတုံညခါလို့ရိုက်ထားတယ်ဒီခွား9ရှေးပေါင်း9လို့လှုပ်တဲ့နေရာမှာတက်ခါလို့ထည့်တယ် ခွက်နှစ်ရှေပေါင်းနှစ်လို့ထည့်တဲ့နေရာမှာနှစ်ခါလို့ရိုက်တာတဲ့ပြီးခဲ့တဲ့ဘွက်ကပေါ့နော်အဲ့ဒီမှာကျွန်တော်ထည့်လိုက်တာကဒီကနှလုံးပေါင်း1ဒီလေးလုံးပေါင်း6 6ထိပ်ဒီကတက်ခါ3ညခါလို့ရှိနေမှာတော့ကျွန်တော်တို့ကဒီနှလုံး30လို့ထည့်လိုက်တာအဲ့30ကလည်းဘယ်လာတဲ့30လဲဆိုတော့ကျွန်တော်ပြခဲ့ပါတယ်เนาะအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံး နာလေးနော်ဒီနှလုံးဒီသုံးလုံး၅ကြောင့်မလို့၅ရဲ့ပါဝါဒီနှလုံး30လို့ထည့်ခဲ့တာဒီနှလုံးဒီသုံးလုံး၅ကြောင့်မလို့၅ရဲ့ပါဝါဒီနှလုံး30လို့ထည့်ခဲ့တာဒီသုံးလုံး၅ကြောင့်မလို့၅ရဲ့ပါဝါဒီရက်နှစ်ခါရှိနေကြောင့်မလို့ရှစ်ခါဆိုပြီးတော့ 684ဆိုပြီးတော့ဒါဟိုဘက်ကလာတဲ့ site နဲ့ဒါကျွန်တော်ညှက်ထုတ်ခဲ့တယ်ပေါ့เนาะသူထွက်တော့680လို့ထွက်သွားတယ်ပေါ့เนาะအားလုံးကျွန်တော်ရေမိတ်ဆွေငယ်ချင်းများအားလုံးခုပွဲမှာသူလှုပ်ထတာကเนาะကဏ္ဍတော့2ပေါက်ထွက်တယ်ကဏ္ဍ2ပေါက်ထွက်တယ်ပြီးတော့ဒါကျွန်တော်ကเนาะစိုက်နှစ်တက်တဲ့ကဏ္ဍတစ်ခွက်ကိုတော့ဒါပြလိုက်မှာပေါ့เนาะအားလုံးကျွန်တော်ရေမိတ်ဆွေငယ်ချင်းပြတာတော့2ခွက်လုံးပြပေးမယ်ပေါ့เนาะသူတွားပုံလာပုံကเนาะအဲ့ဒီမှာက तू က ဒီ6ထိပ်လို့ပြီးလိုက်တာနဲ့ဒီက9ထိပ်လို့ဝင်ထားတယ်เนาะဒီနှလုံး1လို့ထည့်ထားတယ်အဲ့တက်ကလည်းဒီတက်ခါကြောင့်တက်တာလားเนาะဒီနှလုံး1ကြောင့်မလို့တက်တာလားဒီမှာအဲ့လိုပဲကျွန်တော်တို့ဒီနှလုံး1လို့ထည့်ထားတယ်9ထိပ်လို့ထည့်ထားတယ်เนาะဒီနှလုံး1ကြောင့်မလို့เนาะတက်ချင်တာလားဒီနှလုံး1မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က9ထိပ်လို့ထည့်ရတာပါเนาะ9ထိပ်လို့ထည့်ရတာပါ ငါထိတ်ဆိုလို့ရှိရင် तू อ่ะဒီသုံးလုံးရှစ်လို့ထည့်ထားတယ်ဒီသုံးလုံးရှစ်လို့ထည့်ထားအဲ့ရှစ်ကလည်းဒီသုံးလုံးပေါင်း၃ကြောင်မလို့ပေါ့เนาะဒီသုံးလုံးပေါင်း၃ကြောင်မလို့၃ရက်ပါวะဒီသုံးလုံးရှစ်เนาะဒီမှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း၃လို့ရိုက်ထားတယ်သုံးလုံးပေါင်း၃ကိုသုံးလုံးပေါင်းရှစ်လို့ထည့်မယ်เนาะဒီသုံးလုံးပေါင်း၃လို့ရိုက်ထားတယ်၃ရက်ပါวะဒီသုံးလုံးပေါင်းเนาะဒီသုံးလုံးပေါင်း၈ဆိုလို့ရှိရင်၃ခါเนาะ အဲ့ဒီမှာဒီ၃လုံးပေါင်း၈ကိုနော်ဒီ၃လုံးပေါင်းကိုလည်းပြန်ရှစ်ထားတယ်ဗျနော်ဒီ၃လုံးပေါင်း၈ကိုနော်ဒီ၃လုံးပေါင်းကိုလည်းပြန်ရှစ်ထားတယ်ဗျနော်အဲ့ဒီမှာကျွန်တော်တို့ဒီ၃လုံးပေါင်း၈မဆိုရင်၃ခါနော်အဲ့ဒုံခါကိုတခါဒီ၃လုံးပေါင်း၈ကြောင်းမလို့เนาะဒီ၃လုံးပေါင်း၈မှာဆိုရင်၄အပိတ်ဗျ ဒီကနန်းကိုလေသူကရည်ညွှန်းထားတယ်ပေါ့နော်9 3 4ဆိုတဲ့ကနန်းကိုလေရည်ညွှန်းထားတယ်ကျွန်တော်ခုံပွဲကိုကျွန်တော်နှစ်ပြိတ်ကိုမကြိုက်ဘူးဖြစ်နေတာနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီကနန်းမောင်းနဲ့ထုတ်လိုက်တာကျွန်တော်ကခွန်ပြိတ်နဲ့ထုတ်လိုက်တယ်နော်ခွန်တိုင်းနဲ့ဘာလို့ထုတ်တာလဲဆိုတော့မွေးကနန်းလည်းရှိတယ်เนาะဒါခုကျွန်တော်ထုတ်တဲ့ကနန်းကเนาะမွေးကနန်းရှိလို့လေခွန်တိတ်ကိုလည်းကြိုက်လို့ဒါကျွန်တော်ထုတ်တာ เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒါဒီလို site เนาะရှာဖွေမှုကြိုက်တယ်ဆိုလို့ရှိရင်ပေါ့เนาะတနစ်စာเนาะတသိန်းเนาะဒါရွှေစေတာเนาะလက်တွဲနိုင်ပါတယ်เนาะ3998ကို8094เนาะဒီဖုန်းနံပါတ်မှာ Viber ရှိပါတယ်တချိန်စာရင်ယူရင်တော့1000ပါเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒါကနန် site ကိုလည်းကြည့်ကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်ဂနေ့ဂနေ့ပေါ့နော်ဂနေ့ 23ရက်နေ့ကျွန်တော်ကနန်းဆိုင်မမကတ်ပို့ပါတယ်เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးမမဆိုင်တွေနဲ့မမကနန်းဆိုင်တွေနဲ့မမကတ်ပို့ပါတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှစ်ပြိတ်เนาะဒီဆောင်း3လုံးပေါင်း2เนาะနှစ်ပြိတ်လို့ရိုက်တယ်နှစ်ပြိတ်လို့ရိုက်တယ်ပြီးသူကဒီထိတ်စီး3လုံးပေါင်းကိုသူကခွန်ထားတယ်ဗျเนาะတေချာကြည့်ပါဒီနှစ်ပြိတ်ကြောင့်မလို့เนาะဒီထိတ်စီး3လုံးပေါင်းကိုခွန်ထားတယ်ဗျเนาะဒီသူက ဒီမှာလည်းအဲ့လိုပဲခါသုံးလုံးကိုလည်း5 9 3เนาะခွန်ထားတယ်သူကထိတ်ရှိကိုဝင်ထားတယ်เนาะထိတ်ရှိသုံးလုံးပေါင်းခွန်ခါသုံးလုံးပေါင်းခွန်เนาะဒီနှစ်ပဋိတ်ကြောင့်မလို့သူပေးထားတာလည်းဒီရှေ့ပေါင်းနှစ်ကနောက်ပေါင်းနှစ်လို့ထည့်ပြီးတော့เนาะထိတ်ရှိသုံးလုံးပေါင်းခွန်ခါသုံးလုံးပေါင်းခွန်လို့ထည့်ထားတယ်အဲ့ခွန်လို့ထည့်တာနဲ့သူက ဒီဇောင်းသုံးလုံးသူ့ရဲ့ရှေ့မှာဒီတစ်ခါကြောင့်မလို့ဇောင်းသုံးလုံးပေါင်း၃လို့ထည့်ထားတယ်။နော်ဒီဇောင်းသုံးလုံးပေါင်း၃သူ့ရဲ့ရှေ့မှာတစ်ခါဒီဇောင်းသုံးလုံးပေါင်း၃လို့ထည့်ထားတယ်။အဲ့၃ကပဲ၃ရဲ့ပါဝါကျွန်တော်ကဒီလိုထည့်ကျင်တာ။နောက်ပိတ်သုံးလုံးပေါင်း၈လို့ထည့်ကျင်တာ။ဒီကောင်ကလည်း၂၂ရဲ့ပါဝါခွန်နော်ဒီကောင်က၃၃ရဲ့ပါဝါ၈လို့ထည့်တာ။အဲ့မှာ၅30လို့ထည့်ထွက်ထားတယ်ပေါ့။ဒီမှာတစ်ချက်အဲ့လိုလုပ်ထားတဲ့သူကကျွန်တော်တို့ နော်နှစ်ပရိတ်နော်လေးတစ်ခုနှစ်ပရိတ်ဒီနှစ်ပရိတ်မှာလည်းအဲ့လိုပဲကျွန်တော်ဒီထိတ်စီးသုံးလုံးပေါင်းခွန်လို့ရိုက်ထားတယ်နော်၄၈၅နော်ထိတ်စီးသုံးလုံးပေါင်းခွန်အဲ့ခွန်ကလည်းဒီနှစ်ပရိတ်ကြောင့်မလို့ပေါ့နော်ဒီဇောင်းသုံးလုံးပေါင်းနှစ်ကြောင့်မလို့နှစ်ပရိတ်ပေးတယ်နှစ်ပရိတ်ပေးပြီးမှဒီထိတ်စီးသုံးလုံးပေါင်းခွန်တယ်သူခွန်ရတာလည်းခါသုံးလုံးကလိုက်ခွန်တယ်အဲ့လိုခွန်လို့ပေးဖို့ကလည်းသူကဒီရှေးပေါင်း၅နောက်ပေါင်း၅လို့ထည့်ထားလို့သူက နော်ထိပ်စီးသုံးလုံးမှခုံတယ်ခါသုံးလုံးခုံတယ်ဒီနစ်ပိတ်ကြောင့်မလို့အဲ့လိုနစ်ပိတ်လုတ်ပေးပြီးသူ့ရဲ့ရှေ့မှာတက်ခါဒီတက်ခါမှာလည်းသူကဒီဇောင်းသုံးလုံးမှသုံးလို့ရိုက်ထားတယ်နော်ဒီဇောင်းသုံးလုံးမှသုံးလို့ရိုက်ထားတဲ့ဟာသုံးရပါวะကျွန်တော်တို့ကဒီကနှစ်ပိတ်ရဲ့သုံးပိတ်ရဲ့ပေါ့နော်ဒီကသုံးပိတ်ရဲ့ကိုရှစ်လို့ထည့်ထားတယ်အဲ့မှာငါးကိုသုံးလို့သူဒဲထွက်ထားတယ်ပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနှစ်ပြိတ်ပေးတယ်เนาะအဲ့နှစ်ကလည်းကျွန်တော်တို့ဒီဇောင်းသုံးလုံးပေါင်းနှစ်ပေါ့เนาะဒီ969ဆိုတဲ့ဇောင်းသုံးလုံးပေါင်းနှစ်အဲ့နှစ်ကြောင့်မလို့နှစ်ပြိတ်ပေးတယ်နှစ်ပြိတ်ပေးတာလည်းသူကဒီလိုထည့်ကျင်တာပေါ့เนาะဒီဇောင်းသုံးလုံးပေါင်းခွန်လို့ထည့်ကျင်တာခွန်ထိတ်ပေါ့နော်ခွန်ထိတ်လို့ထည့်ကျင်တာဒီခါသုံးလုံးခွန်ကျင်တာပေါ့ခါသုံးလုံးခွန်ကျင်တာဆိုတော့ကျွန်တော်တို့က6ခါလို့ထည့်မှာ ဒီသူခုံနေထဲ့တာလည်းဒီနိပတိရဲ့ပါပါပေါ့နော်နိပတိရဲ့ပါပါထိတ်စီသုံးလုံးခုံခန်းသုံးလုံးခုံနော်သူကအဲ့လိုထည့်ကျင်တာပေါ့ထည့်ကျင်တာသူကဒီရှေပေါင်း9ကဒီနိပတိမှာရှေပေါင်း9ကနောက်ပေါင်း9လို့ထည့်ထားလို့ပေါ့နော်ခုံနေကိုထည့်ကျင်တာအဲ့လိုခုံနေထည့်ထားပြီးတော့ဒီနိပတိရဲ့ရှေ့မှာဒီတက်ခါတက်ခါမှာလှုပ်ထားတာဆောင်းသုံးလုံးပေါင်း3လို့လှုပ်ထားတယ်ဆောင်းသုံးလုံးပေါင်း3 3ရဲ့ပါပါကျွန်တော်ကဒီလိုနော်ဒီက3အပိတ်ရဲ့1အပိတ်ရဲ့ လေးအပိတ်ရကိုရှစ်လို့ထည့်ကြတာပေါ့အဲ့မှာခွန်6လေးဆိုတဲ့ဒဲ့ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးခွန်6လေးဆိုတဲ့ဒဲ့ပေါ့အဲ့ဒီမှာသူကဒီကမှာကဒီခွန်ပရိတ်မှာကနော်ကျွန်တော်တို့ဒီကောင်ပေါ့ဒီကခွန်ပရိတ်နဲ့ဒီကတစ်ပရိတ်နဲ့ဒီပရိတ်နှစ်ခုပေါင်း၈လို့ထည့်တာ ဒီက6ပြိနဲ့ဒီက2ပြိနဲ့ရှစ်လို့ထည့်တာဒီက3ပြိနဲ့ဒီက5ပြိနဲ့ရှစ်လို့ထည့်တာဒီက10ပြိနဲ့ဒီက9ပြိနဲ့မှာရှစ်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့က9 6 4ဆိုတဲ့ဒဲ့เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီကြကြီးเนาะ ျွန်တော်အဲ့ဒီမှာကသူကခဏလေးနော်ဒီမှာလည်းသူကလောက်ထားတယ်ပေါ့နော်ကိုးပရိတ်နော်ရှစ်ပရိတ်နော်ခွန်ပရိတ်လို့လည်းဝင်သွားနိုင်တယ်ပေါ့နော်ဒီမှာလည်းသူကပရိတ်ကထောက်ထားတယ်ပေါ့နော်အဲအကြောင်းမလို့ခွန်6လေးပေါ့ ီပဋိဌာန်းအနေနဲ့လည်းသူကပေးထားတယ်ပေါ့နော်တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနှစ်ပဋိသုံးပဋိပဋိနှစ်ခုပေါင်း၅တယ်ပေါ့နော်တခြားကြည့်ပါနော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့၅ပဋိ10ပဋိပဋိနှစ်ခုပေါင်း၅ထားတယ်ပေါ့နော်နောက်ကျွန်တော်တို့၃ပဋိ နှစ်ပရိတ်ပရိတ်နှစ်ခုပေါင်းငားထားတယ်ပေါ့လေးပရိတ်တစ်ပရိတ်ပရိတ်နှစ်ခုပေါင်းငားထားတယ်ပေါ့ဒီချက်ကြည့်နော်ဒါကျွန်တော်ပရိတ်လိုင်းကိုပြပြီးတာပေါ့နော်ဒီခွန်ပရိတ်ကိုဒီကနားမှာမွေးကနားလည်းရှိတယ်ပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးခွန်64နော်မွေးကနားလည်းရှိပါတယ်နော်အဲ့ဒီမှာကသူကလှုပ်ထားတယ်ဗျဒီပရိတ်နှစ်ခုပေါင်းနော်ငားဒီပရိတ်နှစ်ခုပေါင်းငားလို့ပြီးလို့ရှိရင်သူက thì bây giờ đông quân là lại ngà đấy vậy nó xem đây tiếp đây cho bây giờ thì bây giờ đông quân ngà luôn thế đấy cha gì nó ăn luôn cho nó giống mấy sự nghe giống nhau ăn luôn thì mà lại luôn về thì bây giờ nó cũng vòng ngà luôn thế luôn chứ thì à tiếp đây vậy thì à nếp đây vậy nó tiếp đây vậy nếp đây vậy ဒီကနှစ်ပတ်ရပရင်းတစ်ခုပေါင်း9လို့ထည့်တယ်တခြားကြည့်နော်ရှုပ်တော့ရှုပ်တယ်ဗျနော်အဲ့ဒီမှာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့နော်ပရင်းတစ်ခုပေါင်း9လို့ထည့်တယ်ပရင်းတစ်ခုပေါင်း9လို့ထည့်လို့ရှိရင်နော်ဒီကနှစ်ပတ်ရဒီက9ပရိရဒီက10ပရိရပရိ3ခုပေါင်း9လို့ထည့်တယ် နော်ပရိနှစ်ခုပေါင်း၅ကြောင်မလို့ပရိသုံးခုပေါင်း၅လို့ပြန်ထည့်တာဒီမှာကပြီးရဲ့ပွဲကကျွန်တော်တို့ဒီပရိနှစ်ခုပေါင်း၅လို့ကျွန်တော်ထည့်ခဲ့တယ်တစ်ပရိလို့လည်းအောင်ခဲ့တယ်နော်တစ်ပရိလို့လည်းသူချပေးခဲ့တယ်ချပေးခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီပရိနှစ်ခုပေါင်း၅ကြောင်မလို့ဒီက၅ပရိရဲ့ဒီက၃ပရိရဲ့ပရိနှစ်ခုပေါင်း၈ဒီခွန်ပရိလို့ထည့်မှငါးမယ်ပေါ့အဲအကြောင်းမလို့ကျွန်တော်ဒီခွန်6လေးကို ဒါဒဲ့ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးပရိတ်တွေကဒီကလည်းလာထားတယ်ဒီကလည်းတက်ထားတယ်ဆိုတော့နော်ခွန်ပရိတ်ကတော်တော်အားသာတယ်ပေါ့ခုပွဲမှာအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးနော်ဒါကတော့ခွန်64ဒဲ့ပါမွေးကနန်းလည်းရှိပါတယ်နော်ဒီကနန်းလေးကိုတော့ဒါနည်းနည်းရန်ညံပေါ့နော်